UVA နဲ့ UVB ဆိုတာပါလဲ UVA နဲ့ UVB ဆိုတာကနေရောင်ကထုတ်လွှတ်ပေးပြီးသူ့ရဲ့လှိုင်းအလျား wavelength ပေါ်မူတည်လို့အစွဲပြုခေါ်တာဖြစ်ပါတယ် UVA ဟာဆိုရင်နေပူရဲမဟုတ်ပါဘဲနဲ့အရေးထဲမှာရှိနေတဲ့အရာတွေအပေါ်အထိကိုသူ့ရဲ့ရောင်ကြီးကစိတ်ဝင်ထိုးပေါက်ဖြန့်ကျက်နိုင်ပါတယ်တဲ့ UVB ရဆိုရင်လူနဲ့ကြောရိုးရှိတတဝါတွေရဲ့ဗီတာမင် D ရစေနိုင်တဲ့ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။ဒါ့ပေမဲ့သူကဗီတာမင် D ကို ပေးနိုင်ပေမဲ့လို့သူ့ကို ထိတွေ့တာအကျဉ်းရင်များလာမယ်ဆိုရင်လူအေပြားရဲ့အပြင်ဘက်လွှာမှာရှိတဲ့ cells ကို လောင်ကျွမ်းစီလို့အသားအရေ ထိခိုက်ပျက်စီးမှုများလာစေပါတယ်။ ဒီ UV AUVB ကခရမ်းလွန်ရောင်ခြေအုပ်စုဝင်ဖြစ်လေတော့သူတို့နှစ်ခုက လုံဆောင်ချက်ပြင်းအားနဲ့ပျက်စီးမှုလုံးထားတွေတစ်ခုနဲ့တစ်ခုမတူကြပေမဲ့လို့တို့တွေအရေးပြားမှာအကာအကွယ်မရှိဘဲကြာကြာထိတွေ့လာရရင် မကောင်းဘူးပေါ့ဒီတော့အကာအကွယ်ရှိဖို့လိုလာပါပြီ။